အရက်နဲ့ဓမ္မတဲ့ခြင်းဆိုတာပါလေဓမ္မတဲ့ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိရတဲ့အထဲမှာမှအရက်ဒီလဲတကုတ်အပါဝင်လို့ဆိုရမှာပါဒါပေမဲ့တော်တော်လေးကိုရှားပါတဲ့ဖြစ်စဉ်တွေထဲမှာပါဝင်ပါတယ်အရက်နဲ့ဓမ္မတဲ့ခြင်းဆိုတာပါလေအရက်နဲ့ဓမ္မတဲ့ခြင်းမှာပြင်းထန်စွာဓမ္မတဲ့ခြင်းအကူရောအလားခြင်းနဲ့အရက်ထဲမှာပါဝင်နေတဲ့ပစ္စည်းတွေရောပေါ့ကိုယ်ခန္ဓာကိုယ်ရဲ့ပေါ့နော်တုတ်ပြန်တက်ရောက်ခြင်းအကူရော endurance ဆိုပြီးတော့နှမျိုးခွဲလို့ရပါတယ် မနမတကူကတော့အကူရောအလားချစ်ပေါ့နော်ဒါကအရက်နဲ့လုံးဝဓမ္မတဲတဲ့သူတွေမှာသာရှိရဲ့ပြဿနာပါပုံမှန်ထက်ပြင်းထန်တဲ့ဓမ္မတဲခြင်းလက္ခဏာတွေအပြင်ရုပ်တရက်အသက်ရှူချက်ပြီးတော့အသက်သေဆုံးသည့်အထိဆိုးရွားနိုင်ပါတယ်ဒီလိုပြဿနာအစ်မှရှိတယ်ဆိုလို့ရှိရင်တော့အရက်ကိုတသက်လုံးတောက်လို့ရမှာမဟုတ်ပါဘူးနောက်တကူကတော့အကူရောအင်ဒိုရက်ဇန်အရက်တောက်ခါစားလူတော်တော်များများမှာဖြစ်တတ်တဲ့အခြေအနေတစ်ခုပါအရက်ထဲမှာပါဝင်တဲ့တပစ္စည်းတွေက ကိုခန္ဓာကိုယ်ထဲမှာပထမဆုံးအကျိဝင်ရောက်လာတဲ့အခါကိုယ့်ရဲ့အစာကြေစနစ်နဲ့ကိုခန္ဓာအစနစ်ကတုတ်ပြန်တဲ့အနေနဲ့ပေါ့နော်ဓမ္မတေတဲ့ပုံစံလက္ခဏာတွေပြတတ်ပါတယ်။များသောအားဖြင့်တော့တိတ်ပြီးတော့မပြင်းထန်ပဲနဲ့တောက်ဆေးနဲ့ဓမ္မတေဝေဒနာကိုသက်သာအောင်လုပ်လို့ရပါတယ်။နောက်ပိုင်းကိုခန္ဓာကိုယ်ကပေါ့နော်အရက်နဲ့အသားကျသွားတဲ့အခါဒီဓမ္မတေကြီးဟာရက်သွားတတ်ပါတယ်။ဘာကြောင့်ဓမ္မတေကြီးဖြစ်ရတာလဲပေါ့နော်။ ဓမ္မတဲ့တဲ့လက္ခဏာရှိသူတွေမှာဓမ္မတဲ့ခြင်းကိုဖြစ်စေတဲ့အကြောင်းအရာတစ်ခုခုရှိနေတတ်ပါတယ်။ဥပမာအစာအစာတစ်မျိုးမျိုးအဝတ်အစားဖုန်မုန်းနဲ့အမှုံမွားတွေအင်းဆက်ပိုးမွားတွေနဲ့တလိမ့်ဆန်တွေအစာရှိသဖြင့်ပေါ့နော်။အဲ့လိုဓမ္မတဲ့ခြင်းဖြစ်စေတဲ့အရာတွေဟာအသက်ရှူလမ်းကြောင်းသို့မဟုတ်လေကြောင်းမှတစဉ်ကိုယ်ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့အခါကိုယ်ခန္ဓာစနစ်ကသတိပေးနေတဲ့အနေနဲ့ immunoglobulin လို့ခေါ်တဲ့ပေါ့နော်။တဲ့ဓာတ်ပစ္စည်းတွေကိုအများပြထုတ်လွှင့်လိုက်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေအရမ်းများလာတဲ့အခါဓာတ်မတည့်ခြင်းလက္ခဏာကိုဖြစ်စေပါတယ်။အရက်နဲ့ဓာတ်မတည့်တဲ့အခါမှာဘယ်လိုလက္ခဏာတွေပြတတ်သလဲ။အရက်တောက်ပြီးတဲ့နောက်မှာပြင်းထန်တဲ့ဓာတ်မတည့်ခြင်းဖြစ်စေ၊ရိုရိုဓာတ်မတည့်တဲ့အခါမှာဖြစ်စေ၊ပါဇက် မျက်လုံးနှာခေါင်းအရေပြားရရန်လာခြင်းအရေပြားပေါ်မှာအဖုဖိတ်တွေအနီးဇက်တွေအဖြူကွက်တွေထလာခြင်း မျက်နှာလဲပင်းနဲ့တခြားကိုယ်ခန္ဓာစိတ်ပိုင်းများမှာဖောရောက်လာခြင်းနှာခေါင်းပိတ်ခြင်းနှာချေခြင်းအသက်ရှူရခက်ခြင်းအသက်ရှူကျက်ခြင်းဘိုက်အော့ဘိုက်နာလာခြင်းမူးဝေအော်အန်ခြင်းဝမ်းလျှောခြင်း ငူးလဲတော့မလို့နဲ့ခေါင်းနောက်လာခြင်းအသိစိတ်လွခြင်းစရဲ့လက္ခဏာတွေကိုပြတတ်ပါတယ်ဘလို့အချိန်နှိမှာဆရာဝန်နဲ့ပြတင်လဲပေါ့နော်အကောင်းဆုံးကတော့ဓမ္မတဲတဲ့လက္ခဏာစပြတာနဲ့ဆရာဝန်နဲ့တေချာပြပြီးတော့စစ်ဆေးကြည့်တင်ပါတယ်ဒါမှလည်းကို့မှာဖြစ်နေတာကရိုးရိုးဓမ္မတဲခြင်းလားဒါမှမဟုတ်အရက်လုံးဝတောက်လို့မရတဲ့အခြေအနေလားဆိုတာကိုကွယ်ကွယ်ပြပြသိမှာပါအရက်နဲ့ပတ်သက်ပြီးတော့အလားကျစ်ပုံစံမျိုးရှိတဲ့သူတွေအတွက်ကတော့အရက်တောက်တိုင်းမှာဓမ္မတဲတဲ့လက္ခဏာတွေကိုပြင်းထန်စွာခံစား မှာဖြစ်ပြီးဟောဘလို့အကြောင်းလဲမှာအရက်ကိုပေါ့နော်မတောက်မိစေဖို့ကိုစားနေတဲ့အစားစာ အချိုရည်ထဲမှာအရက်လုံးဝမပါမိစေဖို့အရန်ကယူဆိုင်ဖို့လိုပါတယ် တခါတလေမှာဖြစ်တတ်တယ်ပေါ့နော်ဝေဒနာကလည်းအရင်မပြင်းထန်ဘူးဆိုလို့ရှိရင်တော့ဓာတ်မတဲ့ပျောက်စီကိုဆေးဆိုင်တွေမှာအလွယ်တကူဝယ်တောက်လို့ရပါတယ်များသောအားဖြင့်တော့နိုင်ပိုင်းရနေပြီးတော့ရက်အနည်းငယ်ထိပျောက်ဖို့အချိန်ကြာနိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အရက်နဲ့ဓာတ်တဲ့သည်ဖြစ်စေမတဲ့သည်ဖြစ်စေအရက်တောက်ခြင်းဟာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်တယ်လို့ပြောနေပေကျွန်မရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရှင်အားလုံးပဲနေကောင်းကျန်းမာကြပါစေလို့ဆုတောင်းပေးပါရနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြ Mejer.